country drugs these drugs coming in they killed 300,000 Americans last year and that gives you legal authority အော်ဒိုဘာလာ၁၈ရက်နေ့2025ခုနှစ်မနက်4:25မိနစ်အတီမှာကော့ပတ်ခရစ်တီရဲ့တောင်ဘက်ပင်လယ်ပြင်ကြီးဟာရုတ်တရက်အသံအနေရရှိတဲ့နေရာတစ်ခုဖြစ်သွားခဲ့ပါတယ် USS Tripoli လို့ခေါ်တဲ့ American စစ်သင်္ဘောကြီးရဲ့ရေဒါပေါ်မှာသင်္ဘော၃စင်းဟာရုတ်တရက်ပေါ်လာခဲ့ပါတယ်အဲ့ဒီသင်္ဘောတွေကမြန်ဆန်နေအသံမကျအောင်မီးတွေလည်းလုံးဝမဖွင့်ထားပါဘူး သူတို့ရဲ့သွာလာပုံကလည်းစနစ်တကျရှိလုံးလို့ဘသူမှသူတို့ရဲ့ရည်ရွယ်ချက်ကိုမသိကြပါဘူးအနီးအောက်ရောင်ကြီးနဲ့စစ်ဆေးကြည့်လိုက်မယ်ဆိုရင်တော့အမှန်တရားကိုချက်ချင်းသိခဲ့ရပါတယ်အဲ့ဒီတင်မော်ရီပေါ်မှာ fantasy လို့ခေါ်တဲ့အန်ဒီရဲ့များတဲ့ဓာတုပစ္စည်းတွေအပြည့်တင်ထားတဲ့စီပိုင်းတွေတင်ဆောင်လာတာတွေ့ရပါတယ်ပြင်းအုပ်တွေအောက်မှာဆိုရင်တနက်ကြီးတွေနဲ့လင်းပြည့်လက်နက်တွေပါပါရှိပါတယ်။အရာတွေကတံမှန်မှောင်ခိုသမားတွေမဟုတ်ဘူးဆိုတာရှင်းလင်းနေပါတယ်။သူတို့ဟာဟန်ဆောင်ထားတဲ့စစ်သားအဖွဲ့တွေဖြစ်ပြီးအမေရိကန်ရဲ့စွန့်ရင်ထောက်ပံ့ရေးလမ်းကြောင်းစီကိုဦးတည်နေတာပါ။ အဲ့ဒီလမ်းကြောင်းကြီးကအမေရိကန်ရဲ့လောင်စာဆီ၅ပုံ၃ပုံကိုထောက်ပံ့ပေးနေတဲ့နေရာပါ USS Tripoli ကနေမိုင်ယာမီမှာရှိတဲ့အမေရိကန်တောင်ပိုင်းစစ်ဌာနချုပ်စီကိုသတိပေးချက်ပို့လိုက်ပါရီ Leo Sawa လမ်းကြောင်းကနေချက်ချင်းပဲတူ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 အမေတခုရောက်လာပါရီရန်သူအဖြစ်သတ်မှတ်လိုက်ပြီလို့ဆိုတာပါဒီအပြင်တွေဟာနှစ်ပေါင်းများစွာကလေးကညာဘက်ဆိုရင်မူရီစေဝါတဲတဲ့အဖွဲတွေတုံးနေကြပါဒါပေမဲ့ဒီဒီချိန်မှာတော့သူတို့ကိုပို့ပြီးမြောက်ဖက်ကိုရောက်လာတယ်လို့ပို့ပြီးစနစ်တကျအင်အားစုစည်းထားတာကိုတွေ့ရပါရီ အဲ့ဒီနောက်မှာကြွညင်သူတွေစစ်ဆေးကြည့်လိုက်တော့ဒီတင်မောအုပ်စုကနေလူသား200ကျော်ကိုတတ်နိုင်လောက်တဲ့ Fundernine 6.5တန်လောက်ထုတ်လုပ်နိုင်တဲ့ဓာတုပစ္စည်းတွေတည်လာတာကိုတွေ့ရပါတယ်။တင်မောတရားဥပေါ်မှာလူတိုင်းတိတ်ဆိတ်နေကြပါတယ်။ဒီဟာဟာဥပဒေစိုးမိုးရေးမစ်ရှင်တစ်ခုထပ်ပုံနေပါပြီ။ American ရဲ့တောင်ပိုင်းကမ်းရိုးတန်းကိုရောက်လာပြီးဖြစ်တဲ့စစ်ပွဲတစ်ခုရဲ့အစပဲဆိုတာသူတို့သိကြပါတယ်။သူတို့အတွက်ရှင်းရှင်းလင်းလင်းမေးခွန်းတစ်ခုပေါ်လာပါတယ်။ကိုကိုကိုကာဝယ်ဖို့အတွက် American ကအရင်တိုက်ခိုက်တယ်လား။ဒါမှမဟုတ်စောင်းပြီး NRA ကိုရင်ဆိုင်မလားဆိုတာပါ။ ရေဒါပေါ်မှာစတွေ့ပြီး22မိနစ်အကြာမှာတော့ငြိမ်သက်နေတဲ့ပင်လယ်ရေပြင်ဟာရေဟုတ်တဲဖြစ်သွားပါတယ်။အမိန့်ရောက်လာပါတယ်။တန်လိုင်းစစ်စင်ရေကိုစတင်မယ်လို့ဆိုပါတယ်။ပထမအဆုံး AGM 114R ဒုံးကြီးဟာတနအီကိုမိုင်995မိုင်နှုန်းနဲ့ပြန်ထွက်သွားပါတယ်။ညာကောင်းငင်ရံမှာအလင်းနဲ့တစ်ခုလင်းသွားပြီးဥဆောင်လာတဲ့တင်မောဟာချက်ချင်းပဲပြန်စီးသွားခဲ့ပါတယ်။ပောက်ကွဲမှုရဲ့တုံခါမှုလိုင်းကရေထဲမှာတမန်ရဲ့တဝက်ကျော်လောက်အထိကိုအပိုင်းအစတွေလွင့်ဆင်သွားခဲ့တာပါ။ ရေဒါပေါ်မှာရန်သူတင်းမော20မှာကြာမှာတော့လေနောက်ထပ်တိုက်ခိုက်မှုကတော့ MH60R Seahawk ရဟယင်တွေကနေလာတာပါလေစာနဲ့ထိန်းချုပ်ထားတဲ့ဒုံးကြီးဟာဒုတိယတင်မောရဲ့အလဲဘဟုကိုတက်တက်ထိမှန်သွားပါရဲ့။အဲဒီတင်မောဟာမီးလောင်သွားပြီးဓာတုတန်းငွေတွေကောင်းငင်ရံကိုတိုင်လုံးကြီးလိုတက်သွားခဲ့ပါရဲ့။နောက်မှာစစ်စစ်ကြီးတဲ့အခါမှာတော့ဒါကမွေးရေးဆေးဝါးအတုတွေပြုတ်လုပ်ဖို့တုံးတဲ့ဓာတုပစ္စည်းတွေပါ။ တတရသင်္ဘောကတော့စူးစူးဝါပျက်စီးသွားပြီမဲ့ရေပေါ်မှာရှိနေပါသေးတယ်။အမေရိကန်မရိန်းတပ်သားတွေကဂယူးတဆိုင်ချိကပ်ပြီးသင်္ဘောဘော်ကိုတက်ရောက်စစ်ဆေးကြပါရယ်။သူတို့တွေတွေ့ရှိခဲ့တဲ့အရာကဝါရှင်တန်ကိုတုံ့လုံစေခဲ့ပါရယ်။ဖျင်းအုပ်တွေအောက်မှာလျှို့ဝှက်စာဝတ်စနစ်ပါတဲ့ဂျိုလူဆက်သွယ်ကရိယာတွေလမ်းညွှန်မြေပုံတွေပြီးတော့တက်ဆက်လူဝီစီယာနာနဲ့အလာဘားမားပြည်နယ်တွေကိုဆက်သွယ်ထားတဲ့အမေရိကန်ရေနံလမ်းကြောင်းမြေပုံတွေကိုတွေ့ရှိခဲ့တာပါ။ဒါအတမန်မူရစီမှောက်ခုကိစ္စမဟုတ်ပဲအမေရိကန်ရဲ့စွန့်ရင်ထောက်ပံ့ရေးကိုတိုက်ခိုက်ဖို့ရည်ရွယ်တဲ့စစ်စင်ရေးတစ်ခုဖြစ်နေတာရှင်ပါရီ။ ရည်ရွယ်ချက်ကတော့မွေးအစည်းအဝါအတူတွေနဲ့အမေရိကန်ကိုရေလွှမ်းမှုပြဖို့နဲ့အဓိက လောင်စာဆီထုတ်လုပ်ရေးနေရာတွေကိုတိုက်ခတ်ပြီးစီးပွားရေးပြိုလဲမှုဆွဲလန်းမှုနဲ့နိုင်ငံရေးရှုပ်ထွေးမှုတွေကိုတပြိုင်တည်းဖန်တီးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီထက်ပိုဆိုးတဲ့အမှန်တရားကတော့မွေးအစည်းအဝါခိုင်းတွေဟာသူတို့ကြီးပဲလှုပ်ရှားနေတာမဟုတ်ပါဘူး။နိုင်ငံခြားကစစ်ဖက်အကြံပေးတွေကသူတို့ကိုလမ်းညွှန်နည်းပညာဆက်သွယ်ရေးစနစ်နဲ့လျှို့ဝှက်စာဝါစနစ်တွေပေးခဲ့ပြီးကူညီခဲ့တယ်ဆိုတဲ့အထောက်အထားတွေပါတွေ့ရှိခဲ့ပါတယ်။ဒီကိန်းတွေဟာအရေးတက်တာတွေလို့ဖြစ်လာခဲ့ပါပြီ မနက်9:00နာမိနစ်မှာအမေရိကန်တပ်ပရာကြီးကအရေးပေါ်အမိန့်တစ်ခုကိုလက်မှတ်ထိုးခဲ့ပါတယ်။အဲဒီအချိန်ကစပြီးမွေးစေဝါဂိုင်းပိုင်တင်မောအားလုံးကိုရန်သူစစ်သားတွေအဖြစ်သတ်မှတ်လိုက်ပါတယ်။ဒါဟာအမေရိကန်ခေါင်းဆောင်တအူကတခါမှမလုပ်ဘူးသေးတဲ့လုပ်ရပါ။မွေးစေဝါစစ်ပွဲခေတ်ဟာပြီးဆုံးသွားပါပြီ။နေမထွက်ခင်မှာပဲအမေရိကန်ပြည်ထောင်စုဟာမွေးစေဝါဂိုင်းတွေကိုပုံမှန်လေးလေးစစ်ကျင်ရလိုက်ပါတယ်။တင်မောနစီပြတ်သွားပြီးတစည်းကတော့ရေပေါ်မှာမျောနေပါတယ်။ ဒါပေမဲ့တင်မဘောကတွေးရှိချက်တွေကအရေးအရာကိုပြောင်းလဲစေခဲ့ပါတယ်။တရုတ်လုတ်လမ်းညွန့်ချစ်ပြားတွေနဲ့အမေရိကန်ရေနဲ့လမ်းကြောင်းမြေပုံတွေတွေးရှိခဲ့တာဟာနိုင်ငံခြားအင်အားကြီးတွေကအမေရိကန်ရဲ့ကာကွယ်ရေးကိုစမ်းသပ်နေသလားဆိုတဲ့စိုးရိမ်မှုအစ်စ်တွေကိုဖန်တီးပေးလိုက်တာပါ။နေထွက်ချိန်မှာတော့အမေရိကန်တပ်ဖွဲ့ဝင်တွေက NLA ပြီးဆုံးသွားပြီလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မှားယွင်းသွားခဲ့ကြပါတယ်။မနက်9:05မိနစ်မှာတက်ဆက်ကန်ယူရန်တလျှောက်ကရေဒါစခန်းတွေကနေအချက်ပြမှုအစ်စ်တွေကိုဖမ်းယူရရှိခဲ့ပါတယ်။ ကျူးပါလေးပိုင်းနက်ကနေရေပြင်နဲ့နေမှာပြန်တန်းလာတဲ့အရာဝတ္ထုမြင်းမြန်းစစံ6ခုပြန်တန်းလာတာတွေ့ရပါတယ်။သူတို့မှာတထုကိုရဲတွေပါတယ်လို့ထူးဆန်းတဲ့အပူပုံစံတွေလည်းပါရှိပါတယ်။ဒါတွေဟာ drone တွေဖြစ်ပေမဲ့အများကြီးပို့ပြီးခင်မိနေပါတယ်။ USS Tripoli ထဲမှာစက်ပစ္စည်းတွေကိုကင်တွယ်သူတွေဟာ drone တွေမြင်းမြန်းနီးကပ်လာတာကိုစောင့်ကြည့်ရပါတယ်။ထိမှန်ဖို့၃မိနစ်ပဲလိုပါတော့တယ်။ American ရဲ့ F35S လေယာဉ်တွေကိုအလင်းမြန်လွှတ်တယ်မှုအမိန်ပေးခဲ့ပါတယ် F35B Lightning II ဂျက်လေနှစ်စီးဟာထူထပ်တဲ့မြူရီကြားကနေကောင်းငင်ကိုပြန်တက်သွားပါတယ်ပထမအဆုံးဒုံးကြီးက drone တစ်စင်းကိုလေထဲမှာဖြတ်စီးပစ်လိုက်ပါတယ်ဒုတိယ drone ကိုတော့ Timor ရဲ့ Phalanx တပ်နှစ်နဲ့ပြစ်ခတ်လိုက်တာကြောင့်အပိုင်ပိုင်းဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ drone လေးစီးကဆက်လက်ချီကပ်လာတော့မှသူတို့ဟာ radar ကိုရှုပ်ထွေးသွားအောင်ကြွေးကောက်ပြန်တန်းနေပါတယ် မနက်9:73မိနစ်မှာတော့ drone တစ်စီးဟာအဖွဲကနေခွဲထွက်ပြီး Galveston ရေနံချက်ဆက်ယုံစီကိုတိုက်တိုက်ထိုးဆင်းလာပါတယ်။အဲဒီဆက်ယုံကတက်ဆက်ပြီးနေတနေ့တာ လောင်စာစီ14ရာခိုင်နှုန်းနီးပါးကိုထုတ်လုပ်ပေးနေတာပါ။ခဏကြာမှာပဲရေပြင်အထက်မှာအဖြူရောင်အလေးနက်တစ်ခုပေါက်ကွဲသွားပါတယ်။ပေါက်ကွဲအားက2.3ကီလိုတန်လောက်ရှိပါတယ်။ပေါက်ကွဲအားကြောင့်မိုင်20လောက်ဝေးတဲ့အထိပရင်းပေါက်တွေကွဲကြည့်ကုန်ပါတယ်။ရေနံချက်ဆက်ယုံရဲ့အပြင်ဘက်စီးတိုင်းကြီးတွေဟာ6နာရီကြာမီးလောင်နေခဲ့ပြီးဖြည့်စီးဆုံးရှုံးမှုကဒေါ်လာ48တန်းလောက်အထိရှိခဲ့ပါတယ်။ ဒါပေမဲ့တကယ်ထိခိုက်ဆုံးရှုံးမှုကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုပါ။မနက်၈နာရီလောက်မှာ Galveston ပောက်ကွဲမှုသတင်းဟာနေရာအနှံ့ရောက်သွားပါပြီ။ Store ဈေးကွက်တွေလည်းပြုတ်ကျကုန်ပါလေ။ TV သတင်းဌာနတွေကအဖြေတွေကိုတောင်းနေကြပါလေ။အတိုက်ခံကောင်းဆောင်တွေကအစိုးရကိုဒေတာတွင်စစ်ပွဲတစ်ခုဖြစ်အောင်လှုံ့ဆော်ခဲ့တယ်လို့အဖြစ်တင်ကြပါရယ်။ပြည်သူတွေရဲ့ကြောက်ရွံ့မှုဟာဒေါသအဖြစ်ကိုလှည့်မြန်စွာပြောင်းလဲသွားပါရယ်။တနိုင်ငံလုံးကပြည်သူတွေကသူတို့ကတက်ဆက်ကိုတိုက်ခိုက်နိုင်နောက်ထပ်ဘဲမျိုးကိုတိုက်ခိုက်မလဲလို့မေးနေကြပါပြီ ကြခင်မှာပဲဒီတိုက်ခိုက်မှုကို Trandira Gua လို့ခေါ်တဲ့ဂိုင်းကောင်းဆောင်တဦးစီကနေခြေရခံပြီးပါတယ်။သူအားလက်နက်ကိုင်လူ600ကျော်ကိုထိန်းချုပ်ထားပြီး Venezuela ကနေမက္ကဆီကိုအထိ drone ထောက်ပံ့ရေးခွင်းဆက်ကိုလုပ်ကိုင်နေသူပါ။ဒီတိုက်ခိုက်မှုကရန်တပ်လုပ်တာမဟုတ်ပဲလက်စားချေခြင်းဖြစ်ပါတယ်။မနက်9:40မိနစ်ပါ American ပင်လယ်ကွေ့ကာကွယ်စနစ်ဟာအရေးပေါ်အခြေအနေကိုရောက်ရှိခဲ့ပါတယ်။တောင်ပိုင်းစစ်ဌာနချုပ်ကသတိပေးချက်ကိုအရေးပေါ်အခြေအနေအဆင့်ထိတိုးမြင့်လိုက်ပါတယ်။ဒါက2000ခုနှစ်စက်တင်ဘာလ17ရက်နေ့9/11နောက်ပိုင်းအမြင့်ဆုံးအဆင့်မှာ ပထမဆုံးအကြိမ်နိုင်ငံတော်မဟုတ်တဲ့အဖွဲ့အစည်းတစ်ခုကအမေရိကန်ကိုစနစ်တကျလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။ဂျာပြဖမ်းယူရရှိထားတဲ့ရေဒီယိုအချက်ပြမှုတွေထဲမှာအစင်းနှစ်ကိုနေထွက်ချိန်မှာစတင်မယ်ဆိုတဲ့သတင်းစကားတစ်ခုထပ်ခါတလဲလဲပါနေပါတယ်။စစ်ပွဲကပင်လယ်ပြင်မှာနေမဟုတ်တော့ပါဘူး။အမေရိကန်မျိုးပေါ်ကိုပါရောက်ရှိလာပါပြီ။မနက်လေပိုင်းလောက်မှာတော့တံပြန်တိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။တပ်ဖွဲ့ဟာအမေရိကန်တပ်သား332ဦး DEA လို့ခေါ်တဲ့မူရေးစေဝါနှိမ့်နေအဖွဲ့တွေနဲ့ကံကြီးဆောင်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားပြီးရေဒီယိုအဆက်အသွယ်ဖြတ်တောက်ပြီးတောင်ဘက်ကိုဦးတည်သွားပါတယ် RQ-180 drone တွေကနေရလာတဲ့ထောက်လိုင်းသတင်းတွေအရ Far Cruz အနီးကတောင်ကုန်းတစ်ခုအောက်မှာထူးဆန်းတဲ့အပူပုံစံတွေကိုတွေ့ရှိခဲ့ပါတယ်။တမ်မနီတက်တာတွေ၊ဒါလိုင်းတွေနဲ့အိဇော့ပိုက်တွေဆိုတာလျှို့ဝှက်စကန်တစ်ခုရဲ့လက္ခဏာတွေပါ။ဒါအမေရိကန်ရဲ့တုံ့ပြန်မှုအစပဲဖြစ်ပါတယ်။အမေလိုက်သူတွေကအခုတော့အမေလိုက်ခံရသူတွေဖြစ်သွားပါပြီ။ခွဲချမ်းစိတ်ပြသူတွေက Far Cruz အနီးကလျှို့ဝှက်စကန်ဟာတက်ဆက်ကိုတိုက်ခတ်တဲ့ drone အုပ်စုရဲ့ပင်မရင်းမြစ်လို့ယုံကြည်ခဲ့ကြပါတယ်။ တပ်ဖွဲ့ဟာဗာရာခရုစ်ကိုပုံနီးလာတာနဲ့အမျှတင်းမာမှုတွေတက်လာပါတယ်။မက္ကဆီကိုစီးတီးကတန်တမန်သတင်းစကားတွေဟာလည်းပိုပြီးပြင်းထန်လာပါတယ်။မက္ကဆီကိုတမ်ဘရာကအမေရိကန်ကိုမက္ကဆီကိုရဲ့အချုပ်ချာအာဏာကိုချိုးဖောက်တယ်လို့ဆွဆွဲပြီးအပြေတွေတောင်းဆိုခဲ့ပါတယ်။လေဝတ်တွေးဆမှုမှာတော့အမေရိကန်ပေကွန်အရာရှိတွေကခမရတို့ကိုယ့်မြေကိုကိုမထိန်ချုပ်နိုင်ကျွန်တော်တို့ထိန်ချုပ်မယ်လို့ပြပြသားသားတုံ့ပြန်ခဲ့ပါတယ်။ဥရောပမှာတော့ NATO ကအမေရိကန်ကိုတိုက်တဆိတ်ထောက်ခံခဲ့ပြီးမြေဘေဂျင်းနဲ့ကာရပ်ကတ်တို့ကဒီတိုက်ခိုက်မှုတွေကိုအင်ပါရာဆန်နဲ့ကျူးကျော်မှုလို့ဖြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ အခုအခါမက္ဆီကိုပင်လယ်ကွေ့ဟာအန်ဒီရများတဲ့တန်တမန်ရေးဆောင်တစ်ခုဖြစ်သွားပါပြီ။မနေ့10နိုင်24မိနစ်မှာပထမဆုံးတိုက်ခိုက်မှုလိုင်းစတင်ခဲ့ပါရီ။ EA 18G Glower လေး20ငါမိုင်40အကျယ်ဝန်းရှိတဲ့ဆက်သွယ်စနစ်အားလုံးကိုပိတ်ဆို့ဖျက်ဆီးလိုက်ပါရီ။အဲဒီအချိန်မှာပဲ MX60R ရဟတ်ယာဉ်တွေက Marine တပ်သားတွေကိုကမ်းခြေမှာချပစ်ခဲ့ပါရီ။ Terry အောက်မှာတော့သူတို့ဟာမြေအောက်စက်ရုံတစ်ခုကိုရှာတွေ့ခဲ့ပါရီ။အဲ့ဒီစက်ရုံမှာခိုင်ခန့်တဲ့ကွန်ကရစ်နံရံတွေရှိပြီး CJNG လို့စာတမ်းထိုးထားတဲ့ဒုံးပြန်ပြွန်40နဲ့ပြင်နေပါရယ် ြွန်တစ်ခုစီမှာအင်္ဂလိပ်လိုစလုံးတစ်လုံးရေးထားပါတယ်အဲ့ဒါကတော့လက်စားချေခြင်းပါအနီးနားမှာကာဗွန်ဖိုင်ဘာဒရုန်းပြန်တောင်မှန်တွေနဲ့ရုရှားအမှတ်သားပါတဲ့တပ်သားတွေရှိပါတယ်ဒီစခန်းကိုမွေးကိုင်းရဲ့အရေးချင်းတွေနဲ့မဟုတ်ပဲနိုင်ငံခြားအကူအညီတွေနဲ့စောက်ထားတယ်ဆိုတာလည်းရှင်းပါတယ်မရိန်းတွေကအဓိကဥမင်းလှိုင်းကောင်းနဲ့ဝင်လာတာနဲ့ရွေးရှားမှုအာယုန်ကန်ကရိယာတွေကနေဘုံအချိန်တိုင်းကရိယာကိုဖွင့်လိုက်ပါတယ် C4K ရန်တွေဟာအခန်းတဝိုက်မှာအနီးအောင်မှိတ်တုံးမှိတ်တုံးဖြစ်လာပါတယ် ရေတပ်ဘုံရှင်လင်းကျွမ်းကျင်သူတွေမှာ38စက္ကန့်ပဲရှိပါတယ်။သူတို့ဟာမီတာဝက်လောက်အကျယ်ဝန်းကိုဖျက်ဆီးပစ်နိုင်တဲ့ပောက်ကွဲမှုကြီးကနေလူတိုင်းကိုကယ်တင်မှုအတွက်ဝါယာကြိုးတွေကိုအချိန်မီဖြတ်တောက်နိုင်ခဲ့ပါတယ်။ဒီစစ်စင်ရေးတစ်ခုတည်းနဲ့အမေရိကန်ဟာရန်သူရဲ့ပင်မထိန်းချုပ်ရေးဆန္ဒကိုရှာတွေ့ခဲ့တာပါ။ဒါဟာတန်ငါစက္ကန့်လိုဟန်ဆောင်ထားတဲ့တနအိမ်ကို drone 120အထိလွတ်တင်နိုင်တဲ့ကုတ်ကဲစက္ကန့်တစ်ခုပါ။တိုက်ပွဲရွက်သွားတဲ့အချိန်မှာတော့ laptop တစ်လုံးကမတိတဲ့ server တစ်ခုကိုအချက်လက်တွေစက်ပို့နေခဲ့ပါတယ်။မျက်နှာပြင်ပေါ်မှာအစစ်နဲ့အတီးပြူပြီး တုံ့ပြန်ဖို့အစ်တင်အနေထားစောင့်ဆိုင်းမှာဆိုတဲ့စာသားထပ်ခါတက်လဲပေါ်နေပါတယ်။မရိန်းနေအတွက်ဘာသာပြန်စရာမလိုပါဘူး။သူတို့ကစစ်ပွဲတွေမပြီးဆုံးသေးဘူးဆိုတာသိခဲ့ကြပါတယ်။မွန်လယ်ပိုင်းလောက်မှာတော့အမေရိကန်ကလက်တုံ့ပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ညနေ2:45မိနစ်မှာ B2 Sprint လေးနစီဟာ White Man Leader စခန်းအနေပြန်တက်သွားပါတယ်။ဒဇီးစီမှာပေါင်300အလေးချိန်ရှိတဲ့မြေယာခိုးအောင်စခန်းဖြတ်ဘုံကြီးစံလုံးတင်ဆောင်ထားပါတယ်။သူတို့ရဲ့ပြမျက်တွေကတော့နိုင်ငံခြားအထောက်ပံ့တွေနဲ့စောက်ထားတဲ့ စီရာမက်ဒရစ်တောင်တန်းတွေရဲ့အတွင်းပိုင်းကကိုကေးဆာရာ၃ခုပါ။တစ်ချိန်တည်းမှာပဲမက္ကဆီကိုပင်လယ်ကွေ့မှာ USS Lanzas နဲ့ USS Hopper စစ်သည်မော်တွေကထိုမှာခတ်ဒုံးကြီး22ဆင်းကိုပြစ်လွတ်လိုက်ပါတယ်။ဒုံးကြီးတစ်ခုစီမှာပေါင်တထောင်အလေးချိန်ရှိတဲ့ထိပ်ဖူးနဲ့မိုင်60ကျော်အထိဆက်သွယ်ရေးအားလုံးကိုပိတ်ပစ်နိုင်တဲ့လျှက်စစ်တန်လိုင်းလိုင်းစနစ်တွေပါဝင်ပါတယ်။ ဂျိုလိုမျက်နှာပြင်တွေပေါ်မှာမီးတန်းတွေကောင်းငင်ရံကိုဖျက်ပြန်ပြီးတောနဲ့ထဲကိုထိုးဆင်းသွားတာမြင်ရပါတယ်။ဆက်ကပိုင်းအကြံမှာတော့တောင်တန်းတွေဟာအဖြူရောင်မီးတောက်တွေနဲ့ပောက်ကွဲထွက်ကုန်ပါတယ်။ပောက်ကွဲမှုတွေဟာအမတန်ပြင်းထန်လို့လို့ငလင်အသေးစားအဖြစ်စိတ်ရင်ဝင်ခဲ့ပါတယ်။နောက်မှာခွဲကြမ်းစိတ်ဖြာသူတွေကအဲ့ဒီဖျက်ဆီးခံရတဲ့ခိုးအောင်စကန်တွေထဲမှာနိုင်ငံခြားသားအင်ဂျင်နီယာတွေဟာမွေးကိုင်ကျွမ်းကျင်သူတွေနဲ့အတူတူအလလုတ်ခဲ့တယ်ဆိုတဲ့အထောက်အထားတွေတွေ့ရှိခဲ့ပါတယ်။ပောက်ကွဲမှုက list 2ရမ်းမှအကျဲဝန်းတဝိုက်ကဆက်သွယ်ရေးတာဝါတိုင်းတွေအချက်လက်စင်တာတွေနဲ့ drone စက်ရုံတွေကိုလုံးဝဖျက်ဆီးခဲ့ပါတယ်။ ညနေ3:00မိနစ်မှာတော့ရန်သူနေရာအလုံးတိတ်ဆိတ်သွားပါပြီ။ဆက်သွယ်မှုမရှိတော့သလိုအသက်ရှင်ကျန်ရင်သူလည်းမရှိပါဘူး။မိခိုးတွေတလူလူထွက်လာတဲ့အချိန်မှာ American Global ချက်လေရင်တွေက Radio Grande ရဲ့တောင်ဘက်မှာရှိတဲ့ Radio အချက်ပြမှုဒိုင်းကိုပိတ်ပစ်လိုက်ပါတယ်။ပင်လယ်ကွေအထက်မှာတော့ FA18 Super Hornets ချက်လေရင်တွေကကြံရှိနေတဲ့တင်မော်တွေကိုရှာဖွေခဲ့ပါတယ်။ငါဖန်တင်မော်လိုဟန်ဆောင်ထားတဲ့ကုန်တီတင်မော်ဒဇင်းကိုပေါင်2000အလေးချိန်ရှိတဲ့ဘုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ပောက်ကွဲမှုတွေကလည်းမိုင်40လောက်ထိမြင်နိုင်တဲ့မီးလုံကြီးနဲ့ပင်လယ်ပြင်ကိုလင်းထိန်စေခဲ့ပါတယ်။မိနစ်ပိုင်းကြာမှစီတိုင်ကြီးတွေတဲလာတဲ့နောက်ထပ်သင်္ဘောတစ်စီးကိုထပ်မံတိုက်ခိုက်လိုက်ရာပြင်းပြင်းထန်ထန်ပောက်ကွဲပြီးရေမြစ်တစ်ခုလုံးကိုစူးပွတ်တဲ့ငရဲမီလိုဖြစ်သွားစေပါတယ်။ညနေ3:30မိနစ်30မှာ American Cyber Cookie စခန်းကရန်သူတွေရဲ့စနစ်ကိုထိုးဖောက်ဝင်ရောက်သွားပါတယ်။ drone တွေရဲ့မြင်ကွင်းတွေလေထဲမှာရပ်တန့်သွားပြီးတဲ့နောက်ဒစီဗီဒစီပေလေတွေကိုပြတ်ကြကုန်ပါတယ်။15မိနစ်မပြည့်ခင်မှာရှန်သူ drone 83စီးဖျက်ဆီးခဲ့ပါတယ်။ ေဝင်းချိန်မှာတော့ပင်လယ်ကွေ့အထက်ကောင်းငင်ဟာမီးနဲ့မီးခိုတွေကြောင့်အနေအထားဖြစ်နေခဲ့ပါပြီ။စစ်ပွဲစတင်ကလေးကပထမဆုံးအကြိမ်အဖြစ်မွေးခိုင်းတွေဟာတိတ်ဆိတ်သွားပါပြီ။အဲလိုနဲ့ပဲည၈နာရီ7မိနစ်မှာတောင်ပိုင်းစစ်ဌာနချုပ်ကရလဒ်တွေကိုအတီးပြူခဲ့ပါပြီ။ရန်သူပြင်းမှ29ခုဖျက်ဆီးခဲ့တယ်။ drone 83စင်ရှင်းလင်းခဲ့တယ်အရသာတိစုံမှုမရှိပါဘူးမွေးကိုင်းဆုံးရှုံးမှုဟာဒေါ်လာ1.3မှ10ဘီလီယံလို့ခန့်မှန်းရပါတယ်ပင်လယ်ပြင်ကရေနံချက်ဆက်ရုံ3ခု cyber ဆက်သွယ်ရေးစခန်း2ခုနဲ့မွေးရဓာတ်ပစ္စည်းပေါင်း18000ကျော်ပျောက်ကွယ်သွားပါပြီ ဒါပေမဲ့ထောက်လန်ရေးကပိုပြီးမှောင်မှတ်တဲ့အရာတစ်ခုကိုဖော်ထုတ်နေပါတယ်။စိုက်ဘာကိုကိစခန်းကခရခတ်မာနာဂွားကနဲ့ဘိုဂိုရာမြို့တွေကတဆင့်ကြီးမာတဲ့ cryptocurrency လွှဲပြမှုတွေကိုခြေရာခံမိတာပါ။ Washington ကဒါကိုပနမကျူးကျော်မှုနောက်ပိုင်းအအောင်မြင်ဆုံးပြင်လဲပြင်စစ်ဆင်ရေးလို့ခေါ်ဆိုခဲ့ပါတယ်။အခု American ဟာသူ့ရဲ့ကံယူရန်ကိုကာကွယ်ယူတာမကပဲ America တိုက်တခွင်လုံးမှာကျယ်ပြန့်နေတဲ့သူ့ရဲ့ digital နဲ့စီးပွားရေးလမ်းကြောင်းတွေကိုပါကာကွယ်နေရပါပြီ။မနက်ခင်းရောက်လာတဲ့အချိန်မှာတော့ရေနံစည်းတွေမြင့်တက်လာပြီး ခရပ်ခတ်နဲ့ဘေကျင်းကဈေးကွက်တွေတုံ့လှုံနေခဲ့ပါတယ်။ဂျိုဒူတပ်ပုံတွေကမွေးကိုင်းစခန်းတွေရှိခဲ့မှုတဲ့နေရာတွေမှာဂျိုင်းကွက်ကြီးတွေပဲကျန်နေတာကိုပြသနေခဲ့ပါတယ်။ဂိုင်းတိုက်ပွဲအဖြစ်စတင်ခဲ့တဲ့အရာကတကဘာလုံးဆိုင်ရာတုံ့လှုံမှုအဖြစ်ပြောင်းလဲသွားခဲ့တဲ့အကြောင်းရုပ်ပြအနေနဲ့ဘာသာပြန်စိတ်ကူးရင်တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။